ဟုတ်ကဲ့ပါမင်္ဂလာပါရှင်ဟုတ်ကဲ့ပါမင်္ဂလာပါပါဟုတ်အဲ့တော့ပါနေပါပထမအဦးဆုံးပေါ့နော်အမားဟိုမောင်လေးရဲ့နာမည်လေးရဲ့နောက်တက်နေရဲ့ကျောင်းလေးရဲ့ပြီးတော့နောက်တက်ရနေရဲ့ program လေးရဲ့တစ်ချက်လောက်မိတ်ဆက်ပေးပါအောင်ဟုတ်ဟိုဟာကျွန်တော်နာမည်ကမင်းပြည့်ကျော်စင်ပါဟိုဟာပထမတနီမှာပေါ့နော်ဘန်ကောက် University မှာတက်နေပါရဲ့ပြီးတော့ဟိုဟာယူလာတာတော့ international program ပေါ့နော် international program မှာဟိုဟာဟိုမေဇာဟိုဟာ ပြီးတော့ Bachelor of Business Administration ကို BBA ကိုယူရပါတယ်အာလောလောဆယ်ကဟို track ကတော့ finance ဟို specialize in finance and investment ကိုယူရပါမယ်ကျွန်တော်ပြန်ပြီးတော့အဲဒီဟို digital marketing ပဲဘောเนาะဒီဒါမဲ့ BBA major အောက်မှာပဲဒါမဲ့ track ပြောင်းသွားပြီးတော့ digital marketing ကိုရွေးဖို့စဉ်းစားထားပါတယ်လောလောဆယ်ဟုတ်ကဲ့အဲဆိုလို့ရှိရင်ပထမဦးဆုံးမိကုန်းလေးအနေနဲ့ပေါ့နော်မောင်လေးဒီလိုမျိုး overseas မှာ ပညာဘာကြောင့်သင်ဖို့ရွေးချယ်ခဲ့လဲဆိုတဲ့အကြောင်းအရာတွေပတ်သက်ပြီးပြသပေးပါအောင်ဟုတ်ဟုတ်ဟိုဟာအဲ့လိုပေါ့နော်음ဒီနိုင်ငံထဲမှာပဲဦးနေဖြစ်နေတဲ့ဆာရလို့အပြင်ပါဆိုပို့ပြီးအတွေ့အကြုံပို့ရမယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုလူတကာနဲ့အဲ့လိုနိုင်ငံတကာလူတွေနဲ့ပို့ပြီးဆက်သွယ်ရမယ်ဆက်ဆံရမယ်ဆိုရင်ပို့ပြီးတော့ဦးနေဖြစ်တယ်ပေါ့နော်ပို့ပြီးတော့အဲ့လိုကျွန်တော်ရဲ့အရေးချင်းတွေလည်းတက်လာပဲပေါ့နော်ပြီးတော့ node တွေကကျွန်တော်နည်း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 လေးပေါ့နော်နည်းနည်းလေး foreigner friendly friendly ဖြစ်တော့အဲ့လိုမျိုးနိုင်ငံသားမှာ အဲနည်းနည်းပြီးတော့အဲ့လိုကိုယ့်ကိုလည်း challenge ခေါ်ချင်တာလည်းပါပေါ့နော်အဲ့ဒါကြောင့်နိုင်ငံသားမှတောင်းတက်ဖို့ပြုဖြစ်သွားတာပါဟုတ်ဟုတ်ကဲ့ပါဆိုတော့မလေးရဲ့အခုလက်ရှိပေါ့နော်ဒီအခုလက်ရှိပညာသင်နေတဲ့ဒီတက္ကသိုလ်မှာအဲအခုလက်ရှိဒီတုံ့ပြန်ရရပေါ့နော်တွေ့ကြုံရတဲ့ဒီစာသင်ကြားမှု activity တွေပြည့်ခါမှတော့လက်တွေ့ကြုံမှုပုံစံတွေပေါ့နော်ပြောတော့ဒီအလောက်တိုင်း challenge ကိုဆက်မဆက်ဘယ်လိုမျိုးတွေ supportive ဖြစ်လဲပေါ့ဟုတ်အစရှိတဲ့ ဒီအကြောင်းအရာလေးတွေကိုအခုနောက်လာမယ့်အကြောင်းအရာလေးတွေပြောပြလို့ share လုပ်ပေးတာဟုတ်ပါတော့ဘာလို့ဒီလိုရှိဒီတက်တဲ့အချိန်ကာလရှိပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အခုအထိတော့ကျွန်တော်တို့အကြောင်းကတော်တော်တော့အဆင်ပြေပါပေါ့နော်ကျွန်တော်တို့အဲကျွန်တော်တို့အကြောင်းက right group work နဲ့ presentation based နည်းနည်းဖြစ်တဲ့အကြောင်းပေါ့နော်ပြီးတော့ကျွန်တော်ယူထားတဲ့ major ပေါ့လေနည်းနည်းတော့မူတည်ရပေါ့နော်အဲ့လိုအဲ့လိုအဲ့လိုမျိုးဆိုတော့အဲ activity လည်းတော်တော်လုပ်ရပါတယ်တော်တော်လုပ်ရတယ်ပြီးတော့ free trip တွေလည်းသွားရတယ်အဲအမေများသားပြတော့ကိုယ်စိတ်နဲ့ကိုယ်သွားရတာများတယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုတော့ရှိရဲ့ပြီးတော့အဲဆာမူဝဲကတော့နည်းပါပဲဆာမူဝဲကတော့တော်တော်နည်းပါတယ်လုံးဝမရှိတော့မဟုတ်ရှိတော့ရှိရဲ့ဆာမူဝဲကတော့နည်းတယ်အဲ့လို activity based နဲ့အဲ့လို group project တို့ presentation တွေနည်းနည်းပုံများတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ကျွန်တော်အကြောင်းကပြောတာပေါ့ကျွန်တော်တို့ကတော့အဆင်ပြေပါတယ်ဟုတ်အတော့ကျွန်တော်တို့ကတော့တော်တော်အဆင်ပြေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့တော့ဟောပေါ့ exam မရှိတဲ့ exam အများကြီးမရှိရဆိုတဲ့အခါကျတော့တောင်းလာနေကိုယ့်ရဲ့ activity ပုံမူတည်ပြီးတော့အခု performance တွေကိုပို့ပို့ပြီးတော့ခြားကြလို့ရတာပေါ့လေနော်တချို့ကကြာပွင့်နေပြောလို့ရှိရင်ဒီ exam နည်းနည်းတောက်တက်တဲ့ကျောင်းသားကျောင်းလူတွေလည်းရှိရဆိုတဲ့အခါကျတော့ဒီလိုမျိုးကြာ အကြေးဒါကကျွန်တော်လည်းမကြိုက်ဘူးအဲ့တော့ Okay အဲ့တော့ကျွန်တော်ကြားတော့ဟုတ်ဘူးကွာ assumption တို့တခြားအဲ့လို university တွေကတော့ exam များတယ်တဲ့ဒါပေမဲ့ BU ကတော့ Bangkok University ကတော့ဘောနော်အဲ့လို RI ပတ်မှာနည်းနည်းအဲ့လောက်မများဘူးဘောနော်အမ်နည်းနည်းအဲ့လိုတခြား presentation နဲ့ group project တွေပဲနည်းနည်းပို့ပြီးလုပ်ရတာများတယ်ဟုတ် exam တော့တော်တော်မရှိတော့ပါဘူးอืม အဲ့ဒီဒါလည်းတောင်းတဲ့အချက်လို့ပြောလို့ရတယ်ခုနကပြောခဲ့လူမောင်ကြီးကကြာတော့လူမောင် foreigner နဲ့အောင်မြင်စစ်ဆေးရမျိုးသဘောကျတယ်လူလူမျိုးသားသားလေးတို့ကနတ်ပေါ်လေးပို့ပြီးရတယ်နော်အဲ့ဒီကနေမှ30ကိုရနာပိုင်လောက်လာခွန်းတဲ့ကိုလည်းပါများကြီးဒီတော့ balance coordinator ဖြစ်ရဲ့ဒီကမှာလောက်တဲ့ခွန်းတဲ့ကလည်းကိုတို့ဒီဟို potential လေးပို့ပြီးရတယ်နောက်ပေါ်ကနတ်ပေါ်လေးပို့ပြီးတော့ရလာတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့နောက်ဆက်မီကိုလေးတခုအားကြပါတော့နော်ဒီအခုလက်ရှိမှာလေးကိုဒီထိုင်းနိုင်ငံမှာပြင်ရပြင်ရဆိုတော့အဲ့လိုမျိုး ဒီနေရာထိုင်ခြင်းအတွက်ကိုရောအဆင်ပြေလားပေါ့မောင်လေးရဲ့ experience တွေကျွန်တော် share လုပ်ပေးပါဟုတ်ကဲ့ဟုတ်နေရာထိုင်ခြင်းကတော့ကျွန်တော်အခုဆိုတော့အိမ်ကြောင်းတာနှစ်ခေါက်တော့ရှိပါတော့ဒါပေမဲ့ကြောင်းသားမှာပဲနေရာပေါ့အဲအဆင်ပြေလားဆိုတော့ပြေပါတဲ့အဲဆက်စားခြင်းတော့ကျွန်တော် roommate တွေပါနဲ့နေသေးတယ်ဒီအခုတော့တယောက်တည်းနေရပါတော့အဲကြောင်းရှိမျက်နှာရှင်းဆိုင်မှာပဲနေရဈေးကတော့음ဈေးကတော့ကိုနေတဲ့ကွန်ဒိုပေါ်မူတီယာပေါ့နော်မအဲလိုကြောင်းသားနေရင်တော့နည်းနည်းဈေးပို့ပေးရတာ များသောအားဖြင့်တော့အလောက်တော့ရှိပါចောင်းသားနင်းရင်တော့နည်းနည်းဈေးပို့ပေးရတဲ့ပြီးတော့ကိုနေရဲ့ပေါ်မူတည်ပြီးတော့ဈေးကအနည်းနဲ့အများအဲ့လိုအဲ့လိုတော့ရှိတာပေါ့နော်အဲ့လိုကောင်းမွန်လောက facility အပြည့်နဲ့နေနေတယ်ဆိုရင်လည်းအဲ့လိုမျိုးလည်းရှိရဲဒါပေမဲ့ဈေးကြီးကြီးနဲ့ပေးရမှာပေါ့နော်အဲဒါမှမဟုတ်ကိုကအဆင်ပြေတယ်တာမန်နေုံလောက်ပဲနည်းနည်းလောက် facility အလောက်မရှိလဲရတယ်ဆိုရင်ပေါ့နော်အဲ့လိုဆိုရင်တော့တတ်တာပါတယ်အဲ့လောက်ကြီးတော့အရင်ကတော့ မကွာပါဘူးမြန်မာနိုင်ငံနဲ့အရင်ကြီးတော့လည်းမကွာပါဘူးဟုတ်အဲဆိုလို့ရှိရင်မောင်လေးခုလက်ရှိနေတဲ့အခန်းကကြတော့တလောက်ဘယ်လောက်ပေးရလဲဟုတ်ပါကျွန်တော်လက်ရှိနေတဲ့အခန်းကတလောက်၄500ပေါ့နော်အဲ၄500ကိုကျွန်တော်ရေခဲတစ်တာပါမယ်မိုက်ခရိုဝေ့ပါမယ်အဲပထမတော့ဟို room mate နဲ့နေရဆိုတော့အဲတယောက်ကတင်နှလုံးတော့ပါတယ်ပေါ့နော်တော့လောလောဆယ်ကတော့တယောက်တည်းဖြစ်ပြီးတော့တယောက်တည်းနေနေပါတော့ဟုတ် အဲ့ဒါတွေတော့ပါပါတယ်ဟုတ်သူကဒီကဲတာနဲ့မိုက်ခရိုဝေးတော့ပါတယ်ပေါ့နော်အဲ့လိုမျိုးဒီနေရာဆာ sorry အကွာညီမကနေရာပြီးသွားပြီဆိုတော့စားတာကြတော့မောင်လေးပြောက်ဆဲနေတယ်ဆိုတော့ဒီမှာပြန်ပြလေးပေါ့ဘယ်လောက်ကိုကြာစေဘူးအဲကျွန်တော်ကကျွန်တော်ကကျွန်တော်ကဟုတ်ကျွန်တော်ကအပြင်မှာတော့တိတ်မစားပဲနဲ့အိမ်ထဲမှာအရန်ကိုအောင်စားတော့အဲ့လိုမျိုးဟိုလောက်တော့ကုန်မယ်ထင်တယ်ကျွန်တော်လည်းတတ်တော့မတတ်တာဘူး3500 ဝင်းကျင်လောက်တော့သွားမယ်ထင်တယ်တလောက်အဲ့လိုမျိုးဟိုထမင်းချက်တော့များသွားဖြစ်တော့ထမင်းချက်စားရပေါ့နော်ဒါပေမဲ့အဲ့လိုအတန်းဒီပိုင်းများသွားတဲ့နေ့တွေပါကြာရင်အဲ့လိုအတဲចောင်းပါတယ်တနေကုန်နေလာရတဲ့နေ့တွေဆိုရင်ចောင်းပါပဲစားပြစ်တာများရပေါ့နော်အမ်ចောင်းပါစားရင်လည်းအဲ့လိုအဲ့လိုတစ်ခါဆိုရင်ဟွာလောက်ပေါ့နော်55 65အဲ့ဝင်းကျင်လောက်တော့သွားတယ်ပေါ့နော်တစ်ခါစားရင်အဲ့လိုမျိုးဒါပေမဲ့အဲ့လောက်တစ်ခါစားရင်ဝေါ်ဝါလင်လင်တော့စားရပါတယ်ဟုတ်အဲ့လိုမျိုး ဟုတ်ကဲ့ဟုတ်အဲ့တော့ကြာပဲတလောက်ပေါ့နော်အဲဆိုဟာဒီခမင်းချက်ပြီးတော့အိမ်ကနေပြီးတော့ပို့ပေးတဲ့ပို့ပေးတာနဲ့ရှားလိုက်တာမရှိဘူးကိုကိုဟင်းချက်ပြီးသားသေးတာအဲအိမ်ကနေပို့ပြီးတာတော့အဲ့လိုပေါ့ကြုံရင်တော့ကြုံလို့ပေါ့နော်ဟုတ်သူတို့လာလာလို့ကြုံလို့ရင်တော့အဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့များသောအားဖြင့်ကိုယ့်ဘက်ကိုဟင်းချက်တယ်ခမင်းချက်တယ်ကြောင်းရှင်းရင်တော့ကြောင်းမှန်ပဲစားလိုက်တယ် အဲပြီးတော့ဒါကြာညားစားတွေပါကြာတော့အဲ့လိုဒီနားမှာမြန်မာဆိုင်တွေရှိရပါတော့မြန်မာထမင်းဟင်းရောင်းတဲ့အဲ့လိုမြန်မာဈေးတွေပါရှိတော့အဲ့ရနေဝယ်စားရပါတော့တန်ပါတယ်တော်တော်ကျွန်တော်အတွက်တော့တော်တော်အဆင်ပြေပါတယ်ဟိုဟိုလည်းဟို restaurant နေပုံစံမျိုးတော့မဟုတ်ဘူးပါတော့အဲ့လိုတိုင်းပဲထမင်းဟင်းရောင်းတဲ့ဆိုင်ပုံစံမျိုးတွေဆိုရင်တော့ဝယ်စားတာတော်တော်တန်ပါတယ်အဲ့လိုမျိုးအဲ့လိုမျိုးလည်းစားပြတယ်ပါတော့ဟုတ်ချက်လည်းစားတယ်အဲ့လိုဝယ်လည်းစားတယ်ပေါ့နောက်ခုလုံးပေါ့ဝယ်လည်းစားတယ်ဒါဆိုလို့ရှိရင်နေဖို့စားဖို့ကတော့ဘာဖြစ် ဒီနောက်ပိုင်းနာမည်ကလေးတော့လည်းသိပူရမလို့သူကလည်းသူကဒီဖိနေလျှောက်ပတ်စွာအကုန်လုံးထားထားပြီးသားနေနော်အဲ့ဒါတော့ဟုတ်တယ်ပူရမလို့လောကလောကပြောမယ်မြန်မာလိုပဲမြန်မာလိုပါပဲတကယ်ဟုတ်ဟုတ်ကဲ့ခမရမရရေးရမ်းရတယ်ဟုတ်ကဲ့ဟိုကလည်းမြန်မာရေးရမ်းရတယ်ဟိုတခါတကယ်ပြောတာတခါကြီးကျရင်ကြောင်းမရောအိမ်မရောတရက်မှဟိုတနေ့ကုန်လုံးအင်္ဂလိပ်လိုတစ်လုံးမှမပြောလိုက်ရနေအများကြီးပဲအကုန်လုံးဟိုကြောင်းကလည်းမြန်မာရေးပဲဒီဘက်ဒီဘက်ရောက်တော့လေအိမ်ဘက်ရောက်တော့လေ ဒီနာပါနီမှာမြန်မာတွေကြီးပဲဆိုတော့အဲ့လိုမျိုးဆိုတော့စိတ်ပူကြတော့မလို့ပါဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ပါ ဟုတ်ပါပြီမောင်လေးအဲ့ဆိုလို့ရှင်ရဲ့ဟိုဒီမာရိုနီယာထိုင်တာတွေလည်းအားလုံးပြီးသွားပြီဆိုတော့ကြာတော့မောင်လေးကလက်ရှိဒီသံဃာ University မှာတက်နေရယ်ပြီးသွားတဲ့အခါမှာကြာတော့မောင်လေးရဲ့ future plan အနေနဲ့ရောဒါတွေဆက်ပြီးလုပ်ဖို့အတွက်ပြင်ဆင်ထားတယ်ဟုတ်ပါတယ်လေ share လုပ်ပေးပါဦးဟုတ်ဟာ future plan plan အနေနဲ့ကတော့ကျွန်တော်တောင်းပွဲရပြင်ပေါ့နော်အဲ့ဒါဖြစ်တတ်နိုင်မယ်ဆိုတော့ဘွဲမရခင် internship တွေရှောက်သေးရအတွက် တက်ရရလောက်ဆိုရင် internship တွေရှောက်ပါပြီဆိုတော့အဲအဲ့လောက်ထဲကကျွန်တော်တက်နိုင်တော့အလုပ်တစ်ခုသေးစားရအောင်ပါเนาะအဲ့လို confirm ဖြစ်တော့နည်းနည်းလောက်တော့ MIA လောက်ကြည့်မယ်ပေါ့เนาะမရရင်လည်းကျွန်တော်မှဟိုတစ်နှစ်လောက်တော့ဒီမှာနေပြီးတော့အလုပ်ရှာလို့ရသေးရဲ့ဆိုတော့အဲ့ဒါစဉ်းစားထားရပါเนาะအဲ့ဒါတော့ ဒီဘယ်လိုပြောမလဲဒီပွဲနဲ့ပတ်သက်ပြီးအလုပ်ပေါ့နော်အဲအဲ့လိုမှမဟုတ်ရင်လည်းကျွန်မကျွန်တော်အဲတခြားဟို social media content ဘိုင်းနဲ့ပေါ့နော်အဲ့လိုမျိုးတစ်ခုခုလုပ်ဖို့အစီအစဉ်တော့ရှိပါတယ်ဟုတ်အဲ့လိုမျိုးပေါ့ဒါမဟုတ်ရင်အဲ့ဒါတော့ plan A နဲ့ပေါ့နော်အဲဒီမှာဟိုပါပေါ့ဒီမှာတစ်ဆက်အရင်ဆုံးဒီမှာပဲတက်နိုင်တော့ဒီဟိုဒီဟိုနည်းနည်းသဘောကျလို့နည်းနည်းဒီမှာပဲတက်နိုင်တော့နေစီမယ်ပေါ့နော်တကယ်လို့အမ်မစင်ပြေလို့လည်းမရှိဘူးဆိုရင်တော့တခြားနိုင်ငံကူဖို့အစီအစဉ်လည်းရှိတော့ရှိပါတယ် အဲ့လိုမျိုးတော့ဆွဲထားတယ်ပေါ့နော်ဒါပေမဲ့တေချာကြီးဆုံးဖြတ်တာတော့ဘာမှမရှိဘူးပေါ့နော်ဒါပေမဲ့တော့ဆိုတော့အအဓိက plan ရတော့အဲ့လိုဒီမှာပဲနေကြည့်ပြီးတော့အလုပ်ချကြည့်မယ်အဲ့လိုအဲ့လိုမျိုးပဲအလုပ်အဓိကအလုပ်ဖို့ပဲနည်းနည်းပို့ပြီးစိတ်ဝင်စားတယ်ပေါ့နော်ကိုရပြီးတော့ဟုတ်မှအဲ့လိုတော့စဉ်းစားတာပါတယ်ဆိုတော့ဟုတ်ကဲ့ပါမယ်မော်နီဘာဖြစ် overseas မှာကျောင်းတက်တယ်ဆိုတာလေဒါက ီလောက်ကန်ခွလန်းနေပို့ပြီးတော့ရဖို့ပေါ့လေနော်ရဖို့ဒီလူငယ်တွေကဥပစီမှာဖတ်ပြီးတော့ကျောင်းတက်ကြတယ်ပြီးရခါမှာအဲ့ဒီကနေမှတစင်နိုင်ငံတကာတွေ့တုံနေပြီးရခါမှာဒီနိုင်ငံတကာလမ်းကြောင်းတွေကိုအကုန်လုံးပြန်ပြီးတော့ချိန်ကလေ့လာပြီးတော့အလုံးအသွားကြတာဆိုတာနော်ဟုတ်အဲ့တော့မောင်လေးကိုစီစဉ်ထားတဲ့ plan A ပေါ့နော် plan A အတိုင်းလေလေကိုကိုစပ်တော့မွေးနေအတဲအခက်ခဲတွေရှိတယ်ဆိုလို့ရှိရင်အဲ့ခက်ခဲတွေကိုအမြန်ဆုံးနဲ့ခက်ခဲတွေကို အောင်မြင်ဖြစ်ရှင်းနိုင်တဲ့သူဖြစ်ပါစေလို့အမတ်ဆန်နေပြီးတော့ဆုမွန်တော်ဆောင်ပေးပါတယ်။ကျေးဇူးကျေးဇူးတင်ပါတယ်ဟုတ်ပြီးရဆင်းနေပြေးပါရစေ။ဟုတ်ကဲ့ပြေးပါပါ။ okay ဆိုတော့အမဒီနောက်ဆုံးမေးခွန်းလေးနေနေပေါ့နော်အခုလက်ရှိအမတို့စီမံလေးဒီ overseas မှာကျောင်းသွားတဲ့မဲ့ကျောင်းသားကျောင်းသူတွေတောက်လျှောက်ပေါ့နော်အမြဲတမ်းလာပြီးတော့နေနေရဆိုတော့မောင်ကြီးကစီနီယာတယောက်နေနေတာကြတော့ပါးရီဖြစ်ဖြစ်ဖြစ်လေဘယ်လိုမျိုးတွေကြိုးပြီးတော့လေးလာအောင်လဲပေါ့နော်ဟိုဘက်တန်တန်ရောက်တဲ့အခါမှာလည်းဘယ်လိုမျိုးတွေရှိလဲဆိုတာလေးလေး ဖြစ်ပြီးပြပြပေးပါအောင်ဟုတ်ပါဘူး။ဟုတ်အမ်ကျွန်တော်အကြံပေးချင်တာကတော့နည်းနည်းဟုတ်ပါပေါ့။ဟို education နဲ့ပတ်သက်ရင်တော့အင်္ဂလိပ်စာတော့နည်းနည်းတော့တော့ဟိုအင်္ဂလိပ်စာရဲ့ပြီးတော့ထိုင်းစာလေးနည်းနည်းတော့ရဲ့အဲ့လောက်ဆိုရင်တော့ဒီဒီနိုင်ငံကိုလာမယ်ဆိုရင်ပြောပါတော့နော်။နိုင်ငံကအင်္ဂလိပ်စာတော့အဓိကပေါ့နော်။အင်္ဂလိပ်စာအဓိကပြီးရင်တော့ထိုင်းစာလေးနည်းနည်းတော့ရဲ့အဲ့လောက်တော့လောက်ထိုင်းကိုယ့်အတွက်ပိုပြီးအဆင်ပြေပေါ့နော်။အဲ့လိုမျိုးအဲ့ဒါ education နဲ့ပတ်သက်ပြီးပြောပါတော့နော်။အဲ့ပြီးရင် သူတို့ကတခါကြတော့အဲ့ဟိုနည်းနည်းပေါ့ကိုကိုရိုင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးနည်းနည်းစိတ်သက်လေးတွေနည်းနည်းလောက်ပြင်ဆင်လာလို့ပဲပြောမှာအဓိကဒီမှာကိုတာဝန်ကိုယူစီကျင်တာပေါ့နော်အမ်ဒီလိုအိမ်မှာပဲတင်မှာကိုကောင်ထမင်းချက်ဝိရှောစားတော့အဲ့လိုအဲ့လောက်တင်ကိုပြောတာမဟုတ်ပဲねအเจ้าမှာလည်းအဲ university ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဟိုလေနားမလည်ပြန်ရှင်းပြပေးတာမျိုးကရှိရောရှိရမလို့နော်တချို့ဆရာကတော်တော်ကောင်းပါတယ်ဒါပေမဲ့ နားသွားပြန်မရှင်းတာပဲဒါကို့မောင်ကိုတိအောင်လောက်အောင်ပေါ့နော်အဲ့ဒါကိုနည်းနည်းလေးကောင်းလဲထည့်ပါပြီးတော့ဟိုဘယ်လိုပဲဘာပဲဖြစ်ဖြစ်နေပေါ့နော်ဒီမှာများမြန်မာများမြန်မာတောင်းသားများသူအခက်အခဲတွေ့ကြတာအဲ့လိုပေါ့နော်ကို့တောင်ဝင်ကိုမြင်ကြတာအဲ့လိုမျိုးခေါမဟိုသူတို့မှသူတို့ဘာပဲတင်းနေတိအောင်လောက်အောင်ကို့တောင်ဝင်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးလေးစိတ်တက်လေးကိုနည်းနည်းပြင်ဆင်နာဖို့ပေါ့နော်အဲ့ဒါလေးပေါ့ရန်ကုန်မှာအဲ့လိုပေါ့နော်ဒီမြန်မာမှာကြတော့အဲ့လို အဲတခုခုမတက်ဘူးအဲ့လို high school မှာဆိုတော့အဲတခုမတက်ဘူးမသိဘူးဆိုရင်နည်းနည်းဟိုဆရာကိုနည်းနည်းပြန်ပြီးတော့ဆရာသင်ပြမကောင်းလို့ပါညာအဲ့လိုပြောလို့ရပါဘောနော်ဒီမှာအဲ့လိုပြောလို့မရဘူးဒီတင်မဟုတ်မသိလဲခုပေါ့သိအောင်လုပ်အောင်ဒီ project ရှိမှာပဲအဲ့လိုမျိုးဒီလိုမျိုးဖြည့်စာမွေးဆိုရင်ဒီလိုမျိုးလုပ်ဖို့လုပ်ရမှာပဲအဲ့လိုဘောနော်ပြီးတော့နောက်တစ်ခုကအဲလူတွေနဲ့ဘောင်းနေဆက်ဆံရတာဘောနော်အဲ့မှာဒီမှာတော့အဲ့လို အဲ့ဒါတော့နည်းနည်းတော်တော်ခက်ခဲတယ်ပြောမှာအဲ့လိုတယောက်တည်းလာပြီးတော့ဗောနော်ဒီမှာအဲ့လိုအဓိကဒီမှာ view group project base လို့ဆိုတာဆိုတာလူအဖွဲ့နဲ့အတူတူလုပ်ရတယ်ဒီမှာရေးလဲအဲ့လိုဖိုင်းနေတယ်ပြီးတော့တခြား foreigner နဲ့ညာတော့ပြ foreigner နဲ့အသိမခတ်ပါဘူး foreigner နဲ့လုပ်ရတာအသိမခတ်အဲ့ဒီမှာရေးနဲ့ထိုင်းနေတယ်အတူတူတွဲလုပ်ရတာအဲ့ဒါနည်းနည်းပုံခတ်တယ်ဗောနော်အဲ့လိုမျိုးအဲ့လိုမျိုးဆိုတော့အဲ့လိုပေါင်းတင်ဆက်ဆံရေးလဲနည်းနည်းလေးပြည်ပြည်ပြည့်ပြည့်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်အောင်ပေါ့နော် အဲ့ဒါရေပြီးတော့ကိုတောင်ဝင်ကိုယူတာရေပေါ့နော်စိတ်စိတ်တက်လေးကိုနည်းနည်းလေးအဲ့လိုလေးပြင်ဆင်ပြီးမှလာခဲ့စေခြင်းနဲ့အဲ့လိုမျိုးတက်မှာသူများကိုအရင်ဗလိန်လိုက်ဖို့ထားအဲ့လိုသူများကိုအရင်အပြစ်တင်မိုးလိုက်ထားအဲ့လိုကိုတောင်ဝင်ကိုယူပြီးတော့အဲ့လိုအဲ့လိုမျိုးလေးလှုပ်စေခြင်းနဲ့ပေါ့နော်ကျွန်တော်ကျွန်တော်အကြံပေးချင်တာပါဒါကျွန်တော်သိတယ်မှာအဲအဲ့ဒါပါပဲအဓိကတော့ဟုတ် နည်းနည်းတော့ home sick ဖြစ်မယ်ပေါ့နော်စရောက်ချင်းတော့အရင်ပျော်တယ်ဒါပေမဲ့ နည်းနည်းလေးကြာတော့ home sick ဖြစ်တယ်ဒါပေမဲ့အဲ့ဒါအဆင်ပြေသွားတယ်ခဏပဲတကယ်တကယ်ခဏပဲနည်းနည်းစပြီးတော့အဲ့လို home sick ဖြစ်တယ်နည်းနည်းဖြစ်မယ်ပြီးရင်တော့တဖြည်းဖြည်းဒီမှာအဲ့လိုပေါ့နော်နည်းနည်းကြာလာပြီသားစုလိုတကယ်ချင်းလိုရလာမှာပဲဘယ်လိုပဲဖြစ်အဲ့တော့အဲ့ကြောင့်အဆင်ပြေသွားလိမ့်မယ်အဲ့လိုနည်းနည်းအဲ့ဒါလေးပါပဲအဓိကတော့အဲ့လိုမျိုးလေးပဲနည်းနည်းပါစင်ပါပဲပေါ့နော်ဟုတ်ကဲ့ပါအမ်တကယ်ကိုကျိုးရှယ်လို့ပြောလို့ရတယ်ဒါပြလို့ဆိုတော့ မားတို့လည်းဒီ overseas မဟုတ်ဒီကံပေါ့နော်။ဘာဖြစ်လူတွေနဲ့ဟာကောင်းတဲ့စစ်ဆံမှုဆိုတာကြာတယ်။တကွေးမဟုတ်တကွေးရတွေ့မှာပဲ။တော့ကိုကဒီ university တော့ university life တွေကပေါ့ကိုကို train work train လုပ်ထားရဲဆိုလို့ရှိရင်နောက်ပိုင်းလုပ်ငန်းဝင်မှာတိကျပုံပြီးတော့စိုးဖို့ပဲရှိတော့ရဲ။ဒါကပွင့်ပွင့်ပြောပေါ့နော်။လူပေါင်းစုံအများကြီးရှိမယ်လူတွေနဲ့အများကြီးစစ်ဆံရမယ်။ဒီအောင်မှဟိုလူတွေကိုစိတ်တစ်မျိုးလीเนาะ။ဒါပေါ်မူတည်ပြီးတော့ကိုကဘယ်လိုဆိုလို့ရှိရင်တော့ဘယ်လိုမျိုးလေးပေါင်းနဲ့စစ်ဆံရမယ်။ဘယ်လိုဆိုလို့ရှိရင်တော့ဘာလေးကို အဲလေ့လာမယ်ပေါ့လူတိုင်းမှာပေါ့အရာတိုင်းမှာပါဆိုတော့ပေါင်းခြင်းဆိုခြင်းနှစ်ခုကတွန်တွဲနေတာဆိုတော့ဒီလိုငါမဆိုင်လို့ငါမပေါင်းမဟုတ်ပဲနဲ့ဒီလိုစရနေပြီးပေါင်းတာတွေကဘာလေးရှိလို့ဒီလိုမျိုးတော့ငါသူ့ယူမယ်သူ့မကောင်းတဲ့ဟာ okay ဒီဟာကဒီလိုမကောင်းဆိုလို့ရှိရင်ဒီလိုမျိုးတခြားလူစီမှာငါဒီလိုမဖြစ်အောင်ဒီလိုလေးငါဆောင်ပြမယ်ဒါမျိုးပေါ့နော်ဆိုတော့ပုံကိုတစ်ခေတ်လေးနဲ့ဒီလိုမျိုး university life မှာအသက်ပြန်ကွာလိုက်ပြီးလောက်ပါမှာသူ့ဒီမှာလို့ဆိုလို့ရှိရင်လေဒီလိုခေါင်းလေးဒီမှာမှာတော့အကုန်လုံးက confident ပုံစံနဲ့သွားရတယ်နော် ့ဆရာဆရာမဒါလို့ဒါလို့ဒါလို့ဆိုကိုရဒါ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 ပဲပြီးသွားတယ်ဒါပေမဲ့ဟိုမှာအလုံးမဟုတ်ဘူး thinking by any critical thinking အဆုံးဆုံးပါတာဆိုအဲ့ဒီမှာပဲကွာ knowledge ကိုရအောင်သူပြီးတော့ကိုယ့်ရဲ့နောက်ပိုင်း social life မှာ social career မှာဒီဟာတွေကိုကို university life မှာရခဲ့တဲ့ဟာဒီဘယ်ကောင်လဲ experience တွေအတွေ့အကြုံတွေကိုကိုယ့်ရဲ့ဒီလုပ်ငန်းဝင်လာပြန်ပြီးတော့ပတ်ပြန်လုံးချာမှာပေါ့နော်ချာမျိုးရရှိတယ် တော့အရန်ကောင်းနေမှလေတကယ်လေးကျေးဇူးတင်တယ်လူမျိုးလေးပြပြပေးရတဲ့ကြောင့်မလို့ပေါ့နော်နောက်ပိုင်းလာတဲ့ကျောင်းသားကျောင်းသူလေးတွေလည်းကိုယ့်ကိုအဲဘယ်လိုခေါ်လဲ mentally ရော physically ရောပေါ့နော်ကိုယ့်ကိုစောင့်ပြအောင်အဲ build up ပြုပြီးတော့လှုပ်လာတဲ့အခါကျတော့ရှင်ကျတော့တို့တို့လည်းနောက်ပိုင်းဒီခုနပြောခဲ့လို့ပေါ့ university life မှာကိုယ်ချုံတွေ့ရမယ့် effect တွေရှိရဆိုလို့ရှင်လည်းပေါ့ကောင်းကောင်းမွန်ရင်ကောင်းကောင်းမွန်ပြင်နိုင်မယ်ပေါ့နော်ဒါမျိုးလေးတွေလှုပ်လို့ရပါတယ်ဟုတ်ဆိုတော့ကျေးဇူးအများကြီးတင်တယ်